မင်္ဂလာပါမျိုးတွေကျွန်တော်မဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်ဂျွန်10ရက်နေ့ဖြစ်ပါတယ်ရှမ်းမြောက်သိန်းတွေမျိုးကိုတက်မတော်ကပြန်လဲထိန်းချုပ်နိုင်ခြင်းရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ကိုကန်တပုံတွေကလာရှုမျိုးကိုတက်မတော်လက်ထက်ပြန်ပြီးလွှဲပြောင်းပေးလိုက်ရတယ်လို့ပဲဒုတိယမျိုးတစ်မျိုးမျိုးကြီးတစ်မျိုးဖြစ်တဲ့ရှမ်းမြောက်ကသိန်းမျိုးကိုတက်မတော်လက်ထက်ပြန်ပြီးလွှဲပြောင်းပေးနိုင်ခြင်းရှိတယ်အခုလာမယ့်ကုလပိုင်းเนาะအခုလာမယ့်စက်တင်ဘာလမတိုင်ခင်မှာ တိတ်နေမျိုးကိုတက်မတော်ကပြန်လဲထဲချုံနိုင်ခြင်းရှိတယ်လို့သတင်းလေးထွက်ပေါ်နေပါတယ်သတင်းလေးကြားသိရပါတယ်ဆိုတော့ဒီသတင်းကအမှန်တကယ်ဖြစ်နိုင်ခြင်းရှိမရှိဖြစ်မလားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါလိမ့်မယ်ရတော့လဲအမျက်ပေါ်ရှင်ကျဖတ်သမားတွေကတော့သူတို့ဒီမျိုးတစ်မျိုးကိုထိန်းချုပ်နိုင်မှုအတွက်เนาะအသက်ပေါင်းမြောက်များစွာလူထုတွေသိမ်းမိကြလူထုတွေအခက်အခဲဖြစ်ဒုက္ခတွေရောက်စစ်လက်နက်တွေကုန်ကြเนาะကုန်ကြစိတ်တွေအင်မတန်များစစ်သုံးစိတ်တွေများပြီးတော့အခုလိုမျိုးမျိုးတစ်မျိုးကိုထိန်းချုပ်နိုင်မှုအတွက် စီရင်နဲ့တိုက်ခိုက်နေတဲ့အချိန်မှာဂျီတစ်ချက်မဖောက်ရပဲနိုင်ငံရေးနည်းလမ်းအရပြန်ပြီးထိန်းချုပ်နိုင်ခြင်းဟာလေဒီချက်ပါပဲရှင်ဆိုတော့ဒါကကျွန်တော်တို့လည်းပထမဆုံးသတင်းကောင်းပါဒုတိယသတင်းကောင်းကတော့နော်ငလေကြောင့်ပြောကြားပြသခဲ့တဲ့နေအိမ်ပေါင်း4000အဲ3900ကျော်ပေါ့နော်4000နီးပါးရှိရဲ့လို့ကြားသိရပါတယ်အဲ့ဒီနေအိမ်တွေကိုပြန်လဲထူထောင်ရေးအတွက်လက်ရှိမှာတဘောဘေးရတဲ့ဆိုင်ရာမျိုးသားစီမံခန့်ခွဲရေးအစီဝေးကျင်းပပြီးတော့ကျွန်တော်တို့လက်ရှိတက်ချုပ်ပေါ့နော်ဒုတက်ချုပ်ဆိုဝင်အစီဝေးမှာပြောကြားသွားတဲ့ အာတကားအရဆိုလို့ရှိရင်ငလေးကြောင့်ပြောကြတက်ရှိခဲ့တဲ့နေမောင်း3960ကျော်ကိုပြန်လဲတိဆောက်ရေးမကြခင်မှာပေးရသွားမယ်လို့ကြားသိရပါတယ်ဆိုတော့ငလင်းကြောင့်ဒုက္ခရောက်နေတဲ့နော်ကုရကရမဲ့ပြီးတော့မိုးရဲ့ရေထဲမှာခက်ခဲရောက်နေတဲ့ပြည်သူတွေအတွက်လည်းဒါဟာဝမ်းသာစရာသတင်းကောင်းပါပဲရှင်နောက်ထပ်သတင်းကတော့ကျမတို့လိုလက်ပဘူးဖန်နေအတွက်ပေါ့နော်အာလက်ပဘူးသင်းကနေပြီးတော့ကျမတို့အဲမြန်မာမှာငလင်းတန်းကြောင့်ဒုက္ခရောက်နေတဲ့ကလေးတငယ်တွေအတွက်လူရဲထောက်ပံ့ရေးဆိုပြီးတော့သူတို့အသင်းရဂျာစီလေးကိုလေးလံတင်ရောက်ချပို့ဆိုပြီးတော့ အာမြန်မာငွေဘေးကိုကူညီတဲ့တဲ့ထောက်ပံ့ပေးရရှိပါတယ်ဆိုတော့လဘာဘူးအတင်ပြိသက်တွေအနေနဲ့เนาะကျမတို့ကဒီနေ့မှာဖလားကိုပူပူနွေးနွေးရထားတာဆိုတော့အောင်ပွဲခံနေတဲ့အချိန်မှာပဲကိုယ့်ရဲ့ပြည်သူအတွက်ကိုယ့်နိုင်ငံအတွက်လှူဒန်းပေးလို့လေအင်မရမဝမ်းတာကျင်းနေရပါတယ်လဘာဘူးဖန်တယောက်ဖြစ်ရတာလည်းပို့ပြီးတော့ကိုယ်ယူပြပါရဲ့ရှင်ဆိုတော့နောက်ထပ်ကျမတို့ဇာတ်ရင်းတစ်ပုဒ်လေးပြပါမယ် ကတော့ကချင်ပြည်နယ်အင်တော်ကြီးဒေသမှာခရိုနီရွှေလုံငန်းရှင်ဦးဆန်းဝင်းနဲ့ KIA နဲ့ပေါင်းပြီးတော့ကျင်းရွာပိုင်းဘလုံးကွင်းကိုရွှေတူးနေတဲ့အတွက်ဒေသခံတွေကကက်ကွက်ဆန္ဒပြနေခြင်းဖြစ်ပါတယ်။ဆိုတော့ KIA တို့ KIO တို့တိုင်းရင်းသားခွင့်ရတဲ့လက်နက်ကင်တွေဆိုတာကအမိခံတက်တက်ပါဖြစ်ပြီးတော့အမှန်တကယ်မှာတော့ကျင်းမြောင်းနဲ့လူမျိုးရေးဝါဒနဲ့စစ်စည်းပွားရေးလုပ်နေတယ်ဆိုတာအရန်ကိုပေါ်လွှဲပါတယ်။ NGPD ရဲ့ကြံဖတ်ဖွဲ့ဆိုရင်လည်းထိုနီ၎င်းပါပဲ။ နော်လက်နက်ကိုင်ပုံကန်လေတော်လိုင်းရေးဘန်းပြရဲလူမျိုးရေးဘန်းပြရဲဒီမိုကရေစီရေးဘန်းပြပြီးတော့တင်းမြောင်းတဲ့လူမျိုးရေးဝါဒတိန်နဲ့စစ်စီပွားရေးလုပ်နေကြတဲ့ဖြစ်တယ်နော်ဆိုတော့ဗီဒီယိုဖိုင်တစ်ခုပြပါမယ်။စကိုင်းနဲ့ပုဒ်လေမျိုးနယ်တွေကလင်းမြေနဲ့အုံပိုကျွရမှာပလဖာပါဖာနဲ့မျိုးနယ်တယံစာသာအဖွဲ့တွေကရွှေမျိုးစစ်မှန်ကိန်းလောက်ကင်ဖို့စ조사နေရတဲ့အတွက်ကျွရဒေသခံပြည်သူတွေနဲ့ပြည်ပခါဖြစ်နေကြပါတယ်။ကျွန်တော်တို့ CEO AB 20ရက်နေ့ကတို့ရွှေမျိုးဖောင်တွေရောက်တယ်။မျိုးနယ်ပါကဖာရဲ့ပလဖာရဲ့လုပ်ငန်းရှင်တွေကိုကာဝယ်ပေးရပါဘို့။ဟိုကာဝယ်ပေးတော့ကျွန်တော်တို့က ကျွန်တော်တို့ရွာလူတွေကကာဝယ်ပေးရသူတွေကိုတန်ဖိုးတီးပြီးတော့မောင်းထုတ်တာပေါ့ဒီရွှေမြောက်လုပ်ငန်းကိုကျွန်တော်တို့ကလုံးဝလက်မခံဘူးရွှေချင်တဲ့လုပ်ငန်းကအနေနဲ့များတယ်ပြီးတော့ကျွန်တော်တို့ကနမခန့်နဲ့လည်းအာယူရဲ့ data မဟုတ်တဲ့အတွက်ဒီလက်နက်ကြီးလည်းရောက်နိုင်တယ်အဲဟိုရောက်နိုင်တဲ့နေရာဆိုတော့ဒီပြည်သူတွေရဲ့အသက်အဝင်စီးစင်းကိုလည်းကာဝယ်ဆောက်ရှောက်တဲ့အနေနဲ့ပေါ့ဒီရွှေမြောက်လုပ်ငန်းကိုလုံးဝလက်မခံနိုင်ဘူးကျွန်တော်တို့ကလုံးဝခွင့်ပြုနိုင်ဘူးဆိုပြီးတော့ဟိုဆန္ဒပြတာပါရှင်မျောလို့ပြီဆိုရင်လေကြောင်းတက်ခတ်မှုတွေခံရနိုင်တယ်။အော်ပြီးတော့ပြည်သူတွေရဲ့နေအိမ်တွေအသက်တွေဆုံးရှုံးနိုင်တယ်။ ဒီမြေထဲမှာရွှေကျင်တဲ့လုပ်ငန်းကိုလည်းလုံးဝမလုပ်ချင်ဘူးရွှေမြောက်လောက်တာနဲ့ဒီတန်ပါးကြီးလည်းပြုံးနိုင်တယ်ရှေးအောင်အမွေနဲ့ဖျားသေးကြီးပထွေးလည်းပြုံးနိုင်တယ်နောက်ပြီးအိမ်တွေလည်းပြုံးနိုင်ရဲ့ဗျာဟိုနောက်ပြီးလမ်းမဆက်တွေဟိုအထူးဖြင့်ဆက်လေတွေတမောကြီးပေါ့ဒီရေချောင်းပြောင်းသွားပြီးတော့အခက်ခဲဖြစ်နိုင်တယ်ဟိုအဲ့အရာကြောင့်ကျွန်တော်တို့ကခါခါတူညင်းပြီးတော့ဟိုပြည်သူတွေကလည်းလုံးဝလက်မခံဘူးမလုပ်ပါနဲ့မလုပ်ပါနဲ့ရောက်ရှောက်ပြောခဲ့ပါတယ်ဟိုအဲ့ဒါကိုသူတို့ကမြို့နယ်ပတ်ကဖရဲ့ပါလာဖရဲ့တင်ရတာဝန်ကြီးဌာနရဲ့ကငွေယူပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေက ငွေပေးပြီးတော့လောက်ခိုင်းတော့ဟိုအခုလိုပြေးပခိုင်းဖြစ်လာအဲ့ဒီလိုတော်လိုင်းရေးအမိခံလက်နက်ကင်ပြီးတော့နိုင်ငံတော်ရဲ့မြေပေါ်မြောက်တယံစာရတွေရောင်းစာခိုးစာနေတဲ့အတွက်တို့ကိုထောက်ခံတဲ့လူတွေကိုယ်တိုင်မှပသုံးလုံးဟာတို့လက်နက်ကင်နေတာခရိုနီတွေကိုကာဝယ်ဖို့တက်လာဆိုပြီးတော့မေးခွန်းထုတ်မှုတွေရှိလာပါတယ်ဒါကြောင့်မလို့လေအခုပြီးခဲ့တဲ့၃ရက်နေပေါ့နော်ပြီးခဲ့တဲ့၃ရက်နေရှေ့တစ်ပတ်လောက်ကပေါ့စကိုင်းတိုင်းဘန်းမောက်ဘန်းမောက်ဆိုတာရှမ်းနေတိုင်းသားတွေအများဆုံးနေတဲ့ဒေသ အဲ့ဒီဘန်းမောက်တို့စကိုင်းဆိုတာကအရင်ရွှေထွက်တဲ့ဒေတာတွေပေါ့နော်တယန်သာရအင်မတန်ပေါ်ရဲ့ဒေတာဖြစ်တဲ့အတွက်အဲ့ဒီဘန်းမောက်မှာအနုချီကြံဖက်ဖွဲ့ရဲ့တယန်သာရတူဖို့ကြီးအဖွဲ့ဆိုတာရှိတယ်အဲ့ဒီအဖွဲ့ကခေါင်းဆောင်ကြံဖက်ခေါင်းဆောင်အာကာအပောင်းဝင်လူ40ကျော်ကိုအန်ယူဂျီရဲ့ပသုံးလုံးတွေက ပြန်ပြီးဖမ်းလိုက်တယ်လို့သတင်းတွေကြားသိရပါတယ်။ဒါအစတော့ကတော့ဝေစားမျှစာပေါ့နော်။နောက်တော့ ဝေစုမတဲ့တဲ့ခါကျတော့အချင်းချင်းတရောင်းနာချင်းချင်းခတ်ဆောက်ခုတ်ပြီးတော့ဆက်ခွက်လူပွဲဖြစ်ပါတယ်။အမိကျဲအမိစားခေါင်းကျဲခေါင်းစားနော်နလက်နဲ့ကင်ပြီးတော်လိုင်းအမိပြပြီးတော့နိုင်ငံတော်ရဲ့တရားစာရတွေကိုတူဖို့ရဲအဲ့ကနေပြီးတော့ဝေစုမတဲ့တဲ့ခါကျတော့အခု PDF တက်ဖက်ခေါင်းဆောင် အာကာပါဝင် PDF ရဲ့အယောက်40ကိုအန်နူဂျီရဲ့ပါသုံးလုံးကပြန်ပြီးဖမ်းဆီးထားပါတယ်။စကိုင်းတိုင်းဘန်းပေါက်မှာအဲ့ဒီလိုဖမ်းဆီးတဲ့နေရာမှာရွှေချောင်းနေအပါဝင်နော် ီနန်အိတ်ဆာလာအိတ်အပြည့်ထည့်ထားတဲ့ပစံအိတ်တွေလည်းပဲတင်းစီရပြီရဲ့လို့သတင်းတွေကြားသိရပါတယ်။ဆိုတော့တော်လန်ရေးတော်လန်ရေးတော်လန်ရေးအမိခံပြီးတော့လတ်တွေမှာတော့နိုင်ငံတော်ရဲ့တယံဇာတတွေကိုကိုကျိုးအတွက်ထုတ်ယူသုံးဆွဲနေကြတဲ့ဂျမ်းဖတ်သမားတွေဖြစ်ပါတယ်။ဆိုတော့နောက်ဆုံးအနေနဲ့အဲကျမလည်းပတ်သက်တဲ့ခပြားလေးတစ်ခုကိုဆရာမကြီးတယောက်တင်ပေးထားတာကျမတွေ့ရပါတယ်။အင်မတန်လေးကျေးဇူးတင်ပါတယ်ရှင်။အာရှေ့ရကဆိုရင်ကျမ comment လေးတစ်ခုတွေ့နေ။နော် ကို့ကိုမုန်းနေတဲ့လူတွေအတွက်အချိန်မပေးဘဲနဲ့ကို့ကိုချစ်တဲ့လူတွေအတွက်အချိန်ပေးပါဆိုပြီးကျွန်မကိုအာတင့်ရန်ပေးလာတဲ့ကွန်မန့်လေးတစ်ခုကျွန်မဖတ်ရပါတယ်ဆိုတော့ကျွန်မကိုမုန်းတဲ့လူတွေအတွက်အချိန်မပေးဘဲနဲ့ကျွန်မကိုချစ်တဲ့လူတွေနဲ့အချိန်ပေးပါမယ်ရှင်ဆရာမကြီးကောက်ကနေပြီးတော့ကျွန်မကိုတင်မဲ့ပြုပြီးတော့တင်ဆက်ပေးထားတဲ့ကြံရလေးတစ်ခုကျွန်မပြန်လဲမျှဝေပေးလိုက်ပါတယ်ဂျေဘီနဲ့တင်ပါတယ်ကျွန်မချမ်းသာလို့ဘေးပြာဝေးကွာပါစေရှင်ဟိုးမကူလူလာ ိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုရစ်ကိုခေါင်းရတဲ့ပုံလာပို့တာဒီကနေ့ရိုးစစ်စီကူများအားလုံးမင်္ဂလာပါခင်ဗျာလေးအမီကတော့မပူတူပါခင်ဗျာလေးကတော့သူ့နာမည်မပူတူနုငယ်အရွယ်လေးပေမဲ့ဘဲမသေးတဲ့ညံရီသွေးဘာသာသွေးလဲရဲနေဆွေးတို့ပြီးခွင်းตาရအေးဖို့ ဒီကလေးမျိုးဂုံပြုခြင်းအမျိုးဂုံရောင်ထုံးပြောင်နေသွေးဘာမထီမြန်ပြီဖွားတယ်ပုတူတယ်လေချိုပြုံးရွှင်သူ့နှုတ်ခမ်းကလူတယန်းတို့အဖင်းစကားကိုတရားလိုအပေါ်လိုမရှိကွတိကြခြေပနိုင်ငံတော်အတွက်သမီးတယောက်ဖြစ်တဲ့မပုတူလေးအတွက်ဆက်ထားတယ်ကြပြားလေးပါ